ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ကြားငစင်းလေးကတသက်လို့စားမယ်ဆိုတဲ့ရွေးကောက်ပွဲဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကျမ်းပဒမမင်းအောင်လှိုင်ရွေးကောက်ပွဲကမဲဆင်းတွေအတော်မှားနေကြတယ်လို့ဘူလလဆွေကထုတ်ပြောလာပါတယ်။သူတို့အမာခံပုပ်ကူကိုယ်တိုင်ကထုတ်ပြောလာတာဆိုတော့အချင်းနေတော်တော်ဆိုးနေလို့ပါပဲ။ကျဖို့ဥက္ကရာခင်ကြီးတောင်မဲဆင်းမှာမပါဘူး။ စူလာပဲခုတော့လာအောက်ကဝန်ကြီးစူသူကိုယ်တိုင်မဲဆိုင်တွေမှားเจ้าထုတ်ဖို့ဝန်ခံလာတာဖြစ်ပါတယ်လူတွေကစိတ်မဝင်စားလို့တွားတော်မကြည့်ကြပါဘူးတကယ်များတွားကြည့်လိုက်ကြရင်ဘလောက်တွတ်တွတ်ခါမှားနေမလဲဆိုတာခံမှန်းလို့တော့မရနိုင်လောက်အောင်ပါပဲအမှန်ကတော့ဒါဘာမှမထူးဆန်းလှပါဘူးအကျံဖတ်သမားမင်းအွန်လိုင်းလက်ထက်မှာဘယ်ဟာမှအမှန်ကန်ဆိုတာမရှိပါဘူး အာနာရှင်ပုံစံအုပ်ဆိုးတဲ့အချိန်မှာ ရှေ့မှာပဲအလွန်ပြက်ဝက်ယူသည်တရားဟန်ဆောင်နေကြပြီးကြွယ်ရာရောက်ရင်ဘသူမှအလုတ်ကိုအလုံးနဲ့တူအောင်လှုပ်ကြတာမရှိပါဘူးအလုံးကဝစ်ကြီးတန်းကြီးပဲလှုပ်ကြတာမဟုတ်လားလုံုံရေးစည်ရေးဦးစားပေးတဲ့အောက်မှာအမှန်တကယ်လဲဘယ်ဟာမှလှုပ်လို့မရကြပါဘူးလာကဝန်ကြီးပြောတာအမှန်ပါပဲ ခုချိန်မှာဘယ်ဝန်ကြီးဌာနမှာအလုပ်ဖြစ်အောင်မလုပ်နိုင်ကြဘူးဆိုတာအဲ့ဒီဌာနတွေကဝန်ထမ်းတွေ ကိုယ်တိုင် ထုတ်ဖော်ပြောဆိုနေကြတာပါပဲ NLD လက်ထက်2020ရွေးကောက်ပွဲတုန်းကလဝကစရင်2014တကောင်စရင်နဲ့တနည်းကြိုပြီးအိမ်ပေါက်စိတ်ကောက်ယူထားတဲ့စရင်၃မျိုးတိုက်ပြီးမဲစရင်ထုတ်တာပါအဲ့ဒီထဲမှာလောက်ကစရင်ဆိုတာကမှားနိုင်ကြီးအများဆုံးစရင်မှာ ဒါကြောင့်ကြံစရင်နှစ်ခုကအဓိကယူတာဖြစ်ပါတယ်။အဲ့ဒီတုန်းကသကောင်စရင်ကအတော်တိတိကျကျကောက်ယူထားတာဖြစ်လို့အားကိုးလို့ရတဲ့အနေထားဖြစ်ပါတယ်။အခုကျမ်းပတ်သမားမင်းအွန်လိုင်းလက်ထက်ကောက်တဲ့သကောင်စရင်ဟာအဖြစ်ပဲကောက်သွားတာပါ။ပြည်သူတွေအားလုံးမျက်မြင်ပါပဲ။ဝကြီးတန်းကြီးထဲ့ကိုရော့တဲ့အနေထားပါ။နောက်ပြီးအိမ်ပေါက်စိတ်ကောက်ရမှာလဲတီချာလုတ်ခဲ့ကြတာမဟုတ်ပါဘူး။ ဘလောက်ပဲစစ်စစ်ဆက်လုပ်ပါစေမြန်မာလူနိုင်ငံမျိုးမှာမဲဆရင်မှားနိုင်ခြင်းအနည်းငယ်တော့ရှိနေတာပါပဲဒါကြောင့်ရန်ကုန်လူမျိုးကြီးတွေမှာရက်ကွက်တိုင်းမဲဆရင်ဌာနကလူရှိမှ အတော်လေးမှန်နိုင်မယ်လို့အဲ့ဒီဒုံးကဆိုခဲ့ကြတာဖြစ်ပါတယ်အိမ်ငားနဲ့နေသူများလာတဲ့ရန်ကုန်မှာအပြောင်းအရွှေ့တွေကအမြင်ရှိနေတော့ရက်ကွက်တိုင်းမှာလူတယောက်ထဲ့ထားနိုင်မှအချိန်တပြေးညီဆရင်ကိုပြင်သွားနိုင်မှာမဟုတ်လား ဒီလိုမှမလုံနိုင်ရင် ပုံစံ3ပုံစံ4စတာတွေနဲ့ပြင်လို့ရပါတယ်ဒါကမဲဆန္ဒရှင်တွေက NLD လက်ထက်ကလူတက်တက်ကြွကြွတာဝန်တိစိတ်အပြစ်ရှိနေမှာပါ အခုဘသူကမှစိတ်မဝင်စားတွားလဲမကြည့်ကြတော့ပြင်မဲ့ဖြစ်စဉ်ကလည်းရောက်မလာနိုင်ပါဘူးဒါကြောင့်အခုရေကောက်ပွဲကလူတွေမဲဆရင်ကြည့်ကြဖို့ပါတီတွေကလှုပ်ကြဖို့ပြောနေရတာမဟုတ်လားနောက်ဆိုတနက်နဲ့တိပ်ပြီး မဲဆိုင်သွားကြည့်ခိုင်းနေပါဦးမယ်။နောက်မဲပြီးကြဖို့ကြတော့တခါတနက်နဲ့ထပ်တည်ပေါ့။အကျမ်းပသမားလက်ထက်မှာအရာကိစ္စအလုံးတနက်နဲ့တည်ပြီးလုတ်ခိုင်းနေရတာပဲမဟုတ်လား။မမီတလောက်ပြောရဲအဲ့ဒီတုန်းကမဲဆိုင်ကြည်တာဟာဇူလိုင်လကုန်ပိုင်းလောက်ကလေးကကြည်လို့ရနေပါပြီ မဲပေကွင်းရှိသူဆရင်ဟာ38တန်းခွဲလောက်ရှိပါလေမဲစင်းလာရောက်ကြည့်ရှုစစ်ဆေးသူ6တန်းခွဲကျော်ရှိတယ်လို့ဆိုပါတယ်တိန်းအောင်9ရောက်နှုံးနဲ့ဖြတ်မြတ်တွက်ရင်တန်း30ဇာလောက်ကမဲစင်းလာကြည့်တယ်လို့ယူဆနိုင်တာဖြစ်ပါတယ်နောက်ပြီးပုံစံ3နဲ့တောင်းဆိုသူ6တန်း6သိန်းကျော်ရှိပါတယ် ပုံစံ၄နဲ့ကန့်ကွက်သူ6000ကျွင်းနဲ့ပုံစံ၄ကငယ်နဲ့တင်ပြသူ တသိန်းကျွဲလောက်ရှိတယ်ဆိုတဲ့အတွက်မဲဆရင်ကြံတာမှားတာပုံနေတာအားလုံးလောက်ကိုအချိန်မီပြင်ဆင်နိုင်ခဲ့တာတွေ့ရမှာပါမဲဆရင်မှားမမမဲဆရင်မှားပါမပါလာရောက်စစ်ဆေးသူ အလုံးများတယ်ဆိုတာကရွေးကောက်ပွဲပေါ်လူတွေရဲ့အလေးထားမှုရွေးကောက်ပွဲရဲ့အတက်လို့ဆိုရမှာပါ တကယ်တော့2020ရွေးကောက်ပွဲဟာမြမတမိုင်းမှာအမှန်ကန်ဆုံးလို့တောင်ဆိုနိုင်တာဖြစ်ပါတယ်2015ရွေးကောက်ပွဲတုန်းကရွေးကော်ဥက္ကဋ္ဌဥတည်ကိုရိုင်က30ရာခိုင်နှုန်းလောက်တော့မှားနိုင်တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်1960 1956ရွေးကောက်ပွဲတွေတုန်းကစစ်တပ်ကရင်းနဲ့ပါတီတွေကိုမဲထည့်ဖို့ဖိအားပေးတာတွေ့ရပါတယ်6လောင်းပြိုင်၄လောင်းပြိုင်လူသတ်မှုတွေ ဖြစ်ခဲ့ကြတယ်မဟုတ်ပါလားတမိုင်းတလျှောက်အကျန်းဖတ်တက်က ရိမ့်တဲ့ပါတီတွေဘယ်တော့မှအနိုင်မရခဲ့ပါဘူးတက်ကရာရှိကြီးတွေတီမြဲဘက်ကဗက်လိုက်ခဲ့ကြလို့ရေကောက်ပွဲပြီးတော့အဲ့ဒီလူတွေဦးနေဝင်းကအေးအေးယူခဲ့ရဓာရီတောင်ရှိခဲ့တာပါပဲနောက်တော့လေတီမြဲဥပဆွေဥကျော်ငိမ့်အတွဲကမရှုမလရှုံးနေတာပါပဲလူလူထဲမှာအဲ့ဒီတုန်းကလူတီမြဲမဲတန့်ရှင်လို့တောင်ပြောခဲ့ကြပါတယ်၂၀၁၅တုန်းကအဖြစ်ပြက်လေးတစ်ခုရှိခဲ့ပါတယ် ပဲဘကူးတိုင်းထဲမှာထင်းမာတယ်ဘူဂျိုတယောက်ကသူ့အမျိုးတွေအများကြီးရှိတဲ့မြို့နယ်ကဝင်းပြိုင်มาတယ်စီယုံရင်စင်းတော့သူ့အတော်တွေနှမတွေအင်ကိုသွားစီယုံတာပါပေါ့ဟိုကလေထဲ့ရမှာပေါ့မင်းကိုပဲမဲထဲ့မှာပါဘာညာကြိတ်ကောင်းအောင်ပြောလိုက်ကြရတယ်အင်းငန်းမှာချိတ်ထားတဲ့ဒေါ်စုပုံကူတော့အတွင်းကန်ခဏပြောင်းထားရတာပေါ့တဲ့သူပြန်သွားမှအင်းရှိမှပြန်ထားရတာပေါ့ အဲ့ဒါလိုပါဆိုနောက်တော့အဲ့ဒီပုံကူမဲအပြက်နဲ့ရှုံးတာပါပဲလူတီမြဲမဲတန်ရှင်းဆိုတာမျိုးပေါ့မင်းအောင်လည်းကဒါတွေအကုန်တိပါလေ1960တုန်းကဥပါဆွေကနိုင်ရင်လဲနိုင်ရမယ်ရှုံးရင်လဲနိုင်ရမယ်လို့ကြွေးကြော်ခဲ့ဘူးပါလေ အကျန်းဖက်သမားမင်းအောင်လင်ကဒီတင်ငန်းစာတွေယူထားပြီဆိုတော့ဒီအဆင့်ကိုအရောက်မခံပါဘူး NLD SNLD တွေအသာထား NDF တောင်အပါမခံတော့ပါဘူးခြေကြီးတုပ်ပြီးမရှက်မကြောက်တယောက်ထဲပြိုင်နာထဲ့တောင်ပိုသေးကြအောင် လုပ်နေတာပါ အမှန်တော့ဒါတွေကအများတိပြီးသားတွေပါ အမားကြမှာ အမှန်ဖြစ်ဆိုသလိုအမားကြအမှန်ဖြစ်ဆိုသလိုမဖြစ်အောင်နှိုးပေးတဲ့သဘောပါပဲ အဓိကကတော့ကိုလုံးဆရာရှိတာတွေဆက်လုပ်ကြဖို့ပါပဲရန်သူကပြက်ပါတယ်ဒီအပိုင်း6ဦးဘက်မှာဘုံတူရွာမှာအခါကြီးရဲ့ကြီးမရှောင်ဘုံကျဲတက်ဖြတ်ခဲ့တာတွေ့ကြမှာပါကုလသမဂ္ဂအပါအဝင် UK OC စသဖြင့်နိုင်ငံတော်များများက ရှုတ်ချကန့်ကွက်ကြတာတွေ့ရမှာပါ ကဘာကတက်နိုင်တာအဲ့ဒီလောက်ပါပဲကိုကိစ္စကိုပဲလုံးကြရမှာဖြစ်ပါတယ် ဒီနေ့ပဲနေရီကန်ဖြူဟာဂုံးကိုအေအေကတိမ့်ပိုက်လိုက်ပါတယ်။သခိုင်းတိုင်းမှာဗန်းမောင်မျိုးကို PDF တွေအပီးတိမ့်ပိုက်လိုက်ပါတယ်။ဒါကသခိုင်းတိုင်းမှာခုနှစ်မျိုးမြောက်မြို့တိမ့်တာဖြစ်ပါတယ်။အေအာဝင်နောက်ချမ်းကပကဆတွေနဲ့တဆင့်ပူနီးလာပါပြီ။ပကူးမျိုးမှာအရှိချမ်းကတိုက်ပွဲတွေအညာဘက်ကတိုက်ပွဲတန်တွေအတော်မြင်လာတာတွေ့လာရပါတယ်။အခုရွေးကောက်ပွဲမတိုင်မီစစ်တပ်ရဲ့လက်ဦးမှုယူတိုက်ခိုက်လာတဲ့စစ်ရေးကိုရိုက်ချိုးနိုင်ရမှာပါ မိမိဘက်ကလုံမှုရအောင်ပြန်လုပ်ရမှာဖြစ်ပါတယ်ခက်ကွင်းပြင်နာနဲ့ရွာတကြီးရောက်သွားလို့တော့မဖြစ်ဘူးပေါ့မဟာဗျူဟာကြတဲ့စီရီအလှဲ့အပြောင်းတွက်မဟာဗျူဟာကြတဲ့အင်အားစုစည်းထားတဲ့တပ်တွေလူပါတယ်ဒါအတွက်ပဲပြင်ဆင်နေရရတာဖြစ်လို့အချိန်ကအဆုံးအဖြတ်ဖြစ်လာမှာပဲဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်